မင်္ဂလာပါခင်ဗျာဒီလင်ကန်းသားလေးမှာတော့ကျွန်တော် break keyword ရဲ့ continue keyword ရဲ့ကို for looping မှာဘယ်လိုသုံးမလဲဆိုတာကျွန်တော်ရှင်းပြသွားမှာပဲဖြစ်ပါဟုတ်ပြီနော်ပထမဆုံးအနေနဲ့ကျွန်တော်ဘာကိုဆွေးနွေးခြင်းလဲဆိုရင် for loop နဲ့တွဲပြီးတော့ no string မျိုးစားတွေကိုသုံးလို့ရတာကိုကျွန်တော်ဆွေးနွေးခြင်းပါဘာဖြစ်လို့ string မျိုးစားတွေနဲ့တွဲပြီးတော့သုံးလို့ရလဲဆိုတော့ no string မျိုးစားတွေက iterative object အမျိုးအစားတစ်ခုဖြစ်လို့ပါဟုတ်ပြီတို့ interrail object ဆိုတာဘာလဲ interrail object ကဘာကြီးလုံးလို့ရလဲဆို interrail object ဆိုရင်ကျွန်တော်တို့ for loop ကိုသုံးပြီးတော့သူတို့မှာရှိတဲ့တန်ဖိုးတွေကိုတစ်ခုချင်းဆွဲထုတ်လို့ရပါတယ်အဲ့ဒါကို program နည်းပညာနဲ့ဆိုကျွန်တော် interrail လုပ်တယ်လို့ခေါ်တယ်ဥပမာကျွန်တော်ဒီ program လေးကိုတော့ကြည့်လိုက်မယ် for i in rain hello hello ဆိုတာကျွန်တော်ဘာမျိုးစားလေးလဲဆိုရင်ကျွန်တော် string မျိုးစားလေးပုံမှန်အားဖြင့်ကျွန်တော်တို့က hello နေမှာ hello နေရာမှာကျွန်တော်တို့က IN range ဆိုပြီးတော့ကျွန်တော်5ဆို5တန်းဆိုတန်းဆိုပြီးတော့ထည့်တယ်ဒီမှာချက်တော့ကျွန်တော် 4IN range hello လို့ရေးလိုက်ပြီ hello လို့ရေးလိုက်ပြီဆိုရင်ကျွန်တော် hello က ether rebel object ဖြစ်တဲ့အတွက်သူ့ရဲ့တန်မိုးလေးတွေကိုကျွန်တော် h တလုံး8 e တလုံး an an o ဆိုပြီးတော့ကျွန်တော်တလုံးချင်းဆွဲထုတ်သွားမှာဟုတ်ပြီနှုတ်ဆွဲထုတ်သွားတဲ့နာမည်တွေကိုဘာ လို့ပေးမလဲဆိုရင် i ဆိုပြီးတော့ပေးလိုက်မှာဒီဆွဲထုတ်တဲ့ video ပဲတန်မှုလဲ i ပြီးသွားရင်ကျွန်တော် i ကို print ထုတ်လိုက်တဲ့အတွက် a e n ကို hello ဆိုပြီးတော့ note ဖော်ပြမှာဖြစ်တယ်ဒီကျွန်တော်ဒီဒီတာလေးပဲ object ဖြစ်တဲ့ string လေးရဲ့တန်မှုကုန်သွားပြီဆိုရင် follower နော်ရက်သွားမှာဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကိုနော်ကြည့်ကြည့်လိုက်အောင်ဟုတ်ပြီနော် program လေးကိုနော် run ကြည့်လိုက်ပါမယ်တော့ဒီမှာဆိုရင် A E N N O hello ဆိုပြီးတော့တလုံးချင်းဖြီးပြီးတော့ထွက်သွားပါတယ်။ဟုတ်ပြီနောက်ထပ်တစ်မျိုးအနေနဲ့ဘယ်လိုရေးလို့ရသေးလဲဆိုရင်ကျွန်တော်ဥပမာကျွန်တော်တို့က hello ဓာတ်ရိုက်မရေးဘဲနဲ့ string အမျိုးအစားဓာတ်ရိုက်မရေးဘဲနဲ့အပေါ်မှာ hello ဆိုပြီးတော့ကျွန်တော် variable s လေးပေးထားတယ်။ပေးပြီးတော့အဲ့ဒီ variable s လေးကိုပုံနဲ့တွဲတုံပြီးတော့လည်းတို့ဖြီးပြီးတော့ဒီ string တွေကိုပြန်ဖြီးလို့ရပါတယ်။ဟုတ်ပြီတို့ပြန် run ကြည့်လိုက်မယ်။ အဲဆိုရင် AEN လို့ခလို့ပဲတော့ပေါ်မှာဖြစ်ပါတို့ဒီမှာဆိုရင် break key word ကြောင့်ဟိုတော့ဟိုပြောပြခြင်းပါ break key word ကကျွန်တော်တို့ loop တွေကို control လုပ်တဲ့ဒီ statement တစ်ခုပဲဖြစ်ပါ break key word ကိုကျွန်တော်တို့က why loop မှာလည်းအသုံးပြုလို့ရလို့ for loop မှာလည်းအသုံးပြုလို့ရ for loop မှာဆိုရင်ကျွန်တော်သတ်မှတ်ထားတဲ့ဒီ loop အရေးအတွက်မတိုင်မီကျွန်တော်တို့က ရက်တန့်ပြတဲ့အခါမှာ brake work ကိုတော့သုံးပါတယ်ဟုတ်ပြီနော်ဒီမှာဆိုရင်တော့ကြည့်ကြည့်လိုက်မယ် for iron ring tan ဆိုပြီးတော့ရေးထားပုံမှန်အားဖြင့် for iron ring tan ဆိုတုံညာနေတကိုထိဟို10ချိန်လူပင်ပတ်အမှာဖြစ်ပါဒါပေမဲ့ brake work ကို သုံးပြီးတော့ကျွန်တော်တို့ကငားနဲ့ညီတဲ့အခါမှာရက်ပစ်ပေးပါဆိုပြီးတော့တော့ပြောထားတယ်ဟုတ်ပြီနော်ဒီ program လေးကိုတော့ကြည့်ကြည့်လိုက်အောင်တော့ဒီမှာ for iron ring tan ဆိုပြီးတော့ရေးထားတယ် နော်ဒီမဲ့အစ်မပါပဲနဲ့ကျွန်တော်တို့ဗရိတ်မပါပဲနဲ့နော် run ကြည့်လိုက်မယ်နော်တုံညာနေပြီးတော့ကျွန်တော်ကိုးထိထွက်တယ်ဟုတ်ပြီကျွန်တော်ကဒီဗရိတ် keyword ကိုကျွန်တော်သတ်မှတ်ထား9 iron 9နဲ့ညင်ဗရိတ်ရက်ပါဆိုပြီးတော့နော်ပြောလိုက်မယ်အဲ့မှာဆိုရင်ကျွန်တော်ဒီနားလေးမှာဗရိတ်ရက်လိုက်ပြီးဆိုတဲ့အကြောင်းကိုကျွန်တော် print ထုတ်လိုက်မယ် print B R E A K break ဆိုပြီးတော့ break အလုံးမလုံး လုံးလုံးမလုံးကျွန်တော်တည်ခြင်းလုံးထုတ်လိုက်မယ်။ဟုတ်ပြီတော့ run လိုက်မယ်ဆိုရင်3ည1နဲ့3ထိပဲကျွန်တော်အလုပ်လုပ်တယ်။9နဲ့ညီတဲ့အခါမှာဒီ9နဲ့ညီ break အောက်က programming code တွေတခုမှမလုပ်။ဒီမှာဆိုရင် break အောက်က programming code ကပါဟောက်။ item mode တွေ print ထုတ်ထားတာ။ break လုံးလိုက်တဲ့အတွက် item mode က print မထုတ်တော့အဲအကြောင်းမလို့ तू က9ကိုမပေါ်ပြတော့ဒါပဲဖြစ်ပါတယ်။ ကျွန်တော်နောက်ဥပမာလေးတစ်ခုကတော့ကျွန်တော်လူပင်ပတ်မဲ့အရေးအတွက်ကိုကျွန်တော်တို့ keyboard ကနေ input ပေးမယ်ပေးလိုက်တဲ့ input အဲကျင်းအရေးအတွက်နာမည်လေးကိုကျွန်တော်တို့ကအန်းဆိုပြီးတော့ပေးထားမယ်ပြီးသွားရင်ကျွန်တော်တို့ကအန်းအရေးအတွက်အတိုင်းလူပင်ပတ်နေတဲ့ဂျားထဲမှာကျွန်တော်တို့ကဘာရိုက်ထည့်မလဲဆိုရင်ကျွန်တော် keyboard ကနေခဏရိုက်ထည့်မယ်ဥပမာကျွန်တော်တို့ကအန်း9လို့ပေးလိုက်တယ်ဆိုရင်ကျွန်တော်9ချိန်လူပတ်နေမယ်အဲ့ရတော့ကျွန်တော်တို့က9ချိန်လူပတ် တဲ့အတွက်ကျွန်တော်ဒီ input လဲရိုက်ထည့်နိုင်မယ်ပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်တဲ့ input ကိုလည်း print ထုတ်နိုင်မယ်ဒါပေမဲ့ကျွန်တော်တို့က၅ချိန်မတိုင်မီရက်တန့်ညင်းနေဆိုရင်ရက်တန့်နိုင်မှုအတွက်ကျွန်တော်တို့ keyboard ကရိုက်ထည့်ပေးလိုက်တဲ့၃ညာလေးဘေးကိုကျွန်တော်တို့ကရက်တန့်မဲ့သင်္ကေတအဖြစ်ကျွန်တော်တို့တုံးထားတယ်ဟုတ်ပြီနော်ဒီ program လေးကိုကျွန်တော် run ကြည့်လိုက်အောင်ဟုတ် CNS လို့ပြီးရေးလိုက်မယ်နော် program လေးနော် run လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်ဘယ်လိုဖြစ်နေလဲနော် program run လိုက်တယ်စက်တလာချင်း under ဆိုပြီးအချိန်ပနေအတွက်ဟုတ်ပြီကျွန်တော်က9ချိန်လို့ပြောလိုက်တယ်9ချိန်ဆိုကျွန်တော်9ချိန်ပြည့်အောင်ရရတော့မှကျွန်တော်ဒီမှာ30လို့ရေးလိုက်ဒီ for loop အတွင်းနော်30ပြီးသွားရင် my input 30ဆိုပြီးတော့ထုံမယ်9ချိန်မှပြည့်မချင်းသူကဒီတိုင်းပုံစံလေး85ဆိုပြီးတော့ပေါ်နေမယ်ဒီကောင်ပေါ်နေမယ်မှ9ချိန်ပြည့်သွားရင်သူက မိုင်းအင်ပို့ပြပြီးတော့ဒီကောင်ကြီးကမိုင်းအင်ပို့ပြပြီးတော့ငါးချိန်ပြစ်သွားတဲ့အတွက်သူက follow ကမလုပ်တော့ဘူးအောက်အောက်ချောင်းအန်ဘရိုဂန်ကိုဆင်သွားမှာဖြစ်တယ်ဟုတ်ပြီတော့ဒီမှာဆိုရင်တော့ဥမာတော့တဆဲလို့ရေးလိုက်မယ်တော့ရိုက်နေမှာကျွန်တော်ထပ်ပြီးတော့မရိုက်ချင်တော့ဘူးခဏ၃ညဆိုပြီးတော့တော့ရိုက်လိုက်ရင်တော့မိုင်းအင်ပို့၃ညဆိုပြပြီးတော့ဘာဖြစ်သွားမှာလဲဆိုရင်ကန်ပရိုဂရမ်ဆိုပြီး break ကို ြတော့မှာပဲဖြစ်ပါ for loop ကိုကျွန်တော်တို့ကအသုံးပြုပြီးတော့ဒီတက်မှတ်တဲ့အချိန်အတွင်းမှာမဟုတ်ဘဲနဲ့လည်းအောက် for loop ရဲ့အောက်မှာ connection တစ်ခုတက်မှတ်ပြီးတော့ရပ်တန့်ညင်တဲ့အခါမှာ break ကိုတော့အသုံးပြုပါတယ်နောက် continue keyword ကကြတော့ break keyword နဲ့ရောင်းပြန်ဖြစ်ပါ break keyword ကကြတော့ရောက်တဲ့နေရာမှာ looping ကိုရပ်ပြတာ continue keyword ကကြရောက်တဲ့နေရာမှာတော့အစနေပြန်စတာ အစအနေပြန်ဆားလိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုရင်ကျွန်တော် continue keyword အောက်ကမှာအောက်ကနေရှိတဲ့ programming code တွေကအလုံးမလုပ်တော့ပါဘူးဥပမာဒီနေရာမှာဆို print မှာ continue keyword အလုံးလုံးလိုက်တယ်ဆိုရင် print keyword ကအလုံးလုံးအလုံးမလုပ်တော့ပါဘူးဆိုလိုချင်တာ print keyword တယ်မဟုတ်ဘူး continue keyword ရဲ့အောက်မှာရှိတဲ့ programming code တွေတခုမှအလုံးမလုပ်တော့ပါဟုတ်ပြီတော့ဒီဥပမာလေးကိုတော့ကြည့်ကြည့်လိုက်အောင် နော်ဒါဆိုရင်နော် program နော် run ကြည့်လိုက်မယ်နော် program run လိုက်တဲ့အခါမှာပုံမှန်အဖြစ်ကျွန်တော်၃ညနေ၉ထိပြနေမှာဒါပေမဲ့၃နဲ့ညီရင်ကျော်လို့ပြောတဲ့အတွက်အောက်မှာရှိတဲ့ programming ပြတဲ့ကောက်ကအလုံးမလုံးတော့ဆိုလိုချင်တာက၃ကမပေါ်ပြတော့ပဲဖြစ်မှာပါနော်ဒီမှာဆိုရင်၃ညနေနှစ်ထိပဲရှိ၃ရှိတာမရှိဘူး၃ကကျော်ကျော်သွားလို့ဒီနေရာမှာကျွန်တော်တို့က continue လုပ်လိုက်လို့ဖြစ်ပါတယ် ဒီပုံစံလေးကိုအသုံးချပြီးတော့ကျွန်တော်ပုံစံလေးအများကြီးတွက်လို့ရပါတယ်ဟုတ်ပြီနော် continue ကိုအသုံးပြုပြီးတော့ example လေးတစ်ခုနော်တွက်ကြည့်လိုက်ရအောင်ဒီပုံစံလေးကတော့ကျွန်တော်ဗာလဲဆိုရင်နော် loopin ပတ်ချင်တဲ့အရေးအတွက်ကိုကျွန်တော်တို့က keyboard ကနေရိုက်ထည့်လိုက်မယ်ရိုက်ထည့်လိုက်မယ်ရိုက်ထည့်လိုက်တဲ့အရေးအတွက်ကိုကျွန်တော်တို့ right မှာပေးလိုက်တဲ့အတွက်ကျွန်တော်တို့ပေးလိုက်တဲ့ရေးတော်တိုင်းလူပင်ပတ်နေမယ်ပြီးသွားရင်ကျွန်တော်တို့ကဘာလုပ်ချင်တာလဲဆိုရင်ကျွန်တော် keyboard ကနေပြီးတော့အမြဲတမ်းရိုက်ထည့်နေလိုက်မယ်ကျွန်တော်ပေးလိုက်တဲ့အချိန်ရေးတတ်တန်းရိုက်ထည့်လိုက်တဲ့ကဏ္ဍတွေကိုကျွန်တော်တို့ကပေါင်းခြင်းကျွန်တော်ရိုက်ထည့်လိုက်တဲ့ကဏ္ဍစုစုပေါင်းပေါင်းခြင်းကိုကျွန်တော်တို့လိုချင်တာအဲ့ဒီတော့ကျွန်တော်တို့ကရိုက်မထည့်သေးခင်ကျွန်တော်တို့ကတုံညလို့ပေးလိုက်တယ် mind sense ဆိုပြီးတော့ပေးလိုက်တယ်ပြီးသွားရင်ကျွန်တော်တို့ကရိုက်ထည့်လိုက်တော့မယ်ရိုက်ထည့်ပြီးသွားရင်ကျွန်တော်တို့ print ပုံမယ် ဒီမှာဆိုရင်ဒါဘာကိုပြောထားလဲဆိုရင်တုံညနဲ့ညီရင်ကျွန်တော်တို့ကကျွန်တော်ရိုက်ထည့်ခြင်းကိုပြီးဆုံးနေမယ်အချိန်မတန်ခင်ရပ်ပြင်မယ်လို့ပြောထားဒီဒီမှာထူးခြားချက်လေးတစ်ခုပေါ်လာပါကျွန်တော်ရိုက်ထည့်လိုက်တဲ့တန်ဖိုးကတုံညအောင်ငဲနေရင်ကျွန်တော်တို့ကအစနေပြန်ဆမယ်လို့ပြောထားဒီမှာဆိုရင်ကျွန်တော်စုစုပေါင်းကျွန်တော်ရိုက်ထည့်လိုက်တဲ့စုစုပေါင်းပေါင်းခြင်းကဒီအောက်မှာရှိနေဆိုလိုချင်တာက တုံညအောင်ငယ်ဆိုတော့မိုင်းနက်ဂိမ်းနေဆိုရင်မပေါင်းဘူးဆိုတဲ့သဘောကိုတက်ရောက်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်မိုင်းနက်ဂိမ်းရောက်လာရင်တော့ကြော်လိုက်တယ်။ကြော်လိုက်တဲ့အတွက်ဒီကုတ်လုံးမလုံးတော့အဲ့အတွက်ဘလို့သဘောတရားတက်ရောက်သွားလဲဆိုရင်တုံညအောင်ရောက်တဲ့ဂိမ်းတွေကိုပေါင်းမထည့်ပေးဘူးဆိုပြီးတော့ကျွန်တော်ဖြစ်ပါဟုတ်ပြီတော့အဲ့ program လေးကိုတော့ run ကြည့်လိုက်အောင် တော့ပထမဦးဆုံးကျွန်တော်ရိုက်ထည့်ခြင်းနဲ့အချိန်ရေးအတွက်ရိုက်ထည့်မယ်ကျွန်တော်၅လို့ပေးလိုက်မယ်ပြီးတော့ကျွန်တော်20လို့ရိုက်ထည့်လိုက်မယ်အဲဒါဆိုရင်ကျွန်တော်ပထမဆုံးရိုက်တဲ့ကဏ္ဍ20ပြီးတော့ကျွန်တော်က5လို့ရိုက်ထည့်လိုက်မယ်အဲဒါဆို25တော့တကယ်တမ်းရိုက်ထည့်ရမှာ5ချိန်ရိုက်ထည့်ရမှာ5ချိန်ရိုက်မထည့်ခြင်းပဲနဲ့ကျွန်တော်3ညလို့နှိပ်လိုက်မယ်ဆိုရင်ဘာထွက်သွားမလဲဆိုရင်တို့ရိုက်ထည့်လိုက်တဲ့20ရဲ့25ရဲ့ပေါင်းလက်က25ဖြစ်တဲ့အတွက် total ဆန်း25ဆိုပြီးဖြစ်မှာဟုတ်ပြီเนาะနောက်ထပ် program run လာမြဲကျွန်တော်ဒီခါကျွန်တော် set အဲဒီခါကျွန်တော်3ခါရိုက်ထည့်မယ်လို့ပြောတယ်ဟုတ်ပြီเนาะဒီမှာ keyboard down လဲကျွန်တော်9ရိုက်ထည့်လိုက်မယ်ပြီးတော့ရင်ကျွန်တော်10ရိုက်ထည့်လိုက်မယ်ပြီးတော့ရင်ကျွန်တော် minus 8 minus 8ရိုက်ထည့်လိုက်တယ်ဆိုရင်တကယ်တမ်းပေါင်းမယ်ဆိုရင်ကျွန်တော်ဘယ်လောက်ဖြစ်မှာ15ရက် minus အဲ15နဲ့ minus 8နဲ့ပေါင်းတော့ကြာကျွန်တော်တို့ကခွန်ဖြစ်ရမှာဒါအပေမဲ့ minus 8ဖြစ်နေရင်ထဲမပေါင်းလို့ပြောတဲ့အတွက်ကျွန်တော်တို့ကဘာပဲဖြစ်မှာလဲဆိုရင်15ပဲရမှာဖြစ်ပါကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါခင်ဗျာ